မီတာပရိုတန်အမျိုးကိုဘယ်ဘက်မှထားရမလဲဟုတ်တာဆိုမီတာပရိုတန်မျိုးကိုလဲကြည့်မယ်။ပြင်ရလဲပြီးတော့ပြန်တိုင်းကြည့်မယ်။ဒီမှာဒီမီဒီယာလဲနှလုံးပြန်ဆက်တက်ဆင်ထားတာတွေ့ရပါတယ်။ဒီမှာမီဒီလေးလင်းတော့တွေ့ရမှာဖြစ်ပါတယ်။ဒါတွေမီဒီလေးလည်းကောင်းနေသေးတာကိုတွေ့ရတယ်။ Hi အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ LED chips လေးတွေ LED မီဒီလေးတွေကောင်းမကောင်းဘယ်လိုတိုင်းတာစစ်ဆေးရမလဲဆိုတာကိုတင်ပြသွားမှာဖြစ်ပါတယ်။ ဆက်လက်ရှုစားပေးကြပါအောင်ဒီမှာ LED မီလောင်းလေးတွေရှိပါတယ်ဒါတော့လေးပင်မီချောင်းတွေမှာအသုံးပြုတဲ့ LED မီလောင်းရဲ့လေးတွေဖြစ်ပါတယ်အဲ့တော့ကောင်းသေးလားဆိုတော့ဘယ်လိုသိနိုင်လဲဆိုရင်ကျွန်တော်မီတာနဲ့လည်းတိုင်လို့ရတယ်။ power supply ရှိရင်လည်း power supply နဲ့တိုင်ကြည့်လို့ရပါတယ်။အဲလောလောဆယ်ပထမဦးဆုံး power supply နဲ့အရင် တိုင်းတာစစ်ဆေးပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါမီနီပါဝါဆပ်ပလိုင်းကုဘတာကိုလောက်ထားတဲ့ DIY မီနီပါဝါဆပ်ပလိုင်းလေးဖြစ်ပါတယ်ရောက်ပါဝါလေးဖွင့်လိုက်ပါမယ်ဘို့တော့ကျွန်တော်အနည်းဆုံးထားမှာဖြစ်ပါတယ်ဒီပါဝါဆပ်ပလိုင်းမှာတော့ဘို့ကတော့ဒီပိုင်းစစ်ဖို့အနည်းဆုံးပဲထားလို့ရပါတယ်အမ်ပီယာတော့အောက်ဆုံးအနည်းဆုံးလဲ့ထားရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် LED လေးတွေကိုဒီမှာမီတာပရိုတန်လေးနဲ့ပါစပလိုင်းကန်လာတဲ့ပရိုတန်လေးတွေနဲ့တိုင်တာစစ်ဆေးလို့ရမှာဖြစ်ပါတယ်။ဒီမှာဆို LED မီလုံလေးတွေရှိပါတယ်။ဒါကောင်းမကောင်းသိချင်ရတော့ဒီပရိုတန်လေးတွေနဲ့အပေါင်းအနှုတ်မှန်အောင်ထားပြီးတော့တိုင်တာစစ်ဆေးလို့ရပါတယ်။ဒါဆိုရင်မြည်သေးလေးမလဲပါဘူး။ဒါဆိုရင်အပေါင်းအနှုတ်မားနေတာမားနေတာဖြစ်နိုင်ပါတယ်။အဲ့တော့အပေါင်းအနှုတ်လေးပြောင်းပြီးတော့ တိုင်းကြည့်ပါမယ်မိသားပရိုတန်လေးကိုဒီမှာဒီလိုမျိုးလေးတိုင်းတာဆစ်ဆေးလို့ရပါတယ်မီးလင်းနေဆိုရင်ဒီမီးလုံးလေးတွေကောင်းတယ်မီးမလင်းဘူးဆိုရင်မီးလုံးလေးတွေမကောင်းတော့ဘူးလို့ယူဆနိုင်ပါတယ် ဒီတလုံးဆိုရင်မလင်းတော့ပါဘူးဒါဆိုရင်မကောင်းတော့ဘူးလို့ယူဆနိုင်ပါတယ်နောက်တော့ပါဝါဆပ်ပလိုင်းနဲ့တိုင်တာစစ်ဆေးတဲ့နေဖြစ်ပါတယ်ဒီတစ်ခါ analometer နဲ့တိုင်တာစစ်ဆေးပြမှာဖြစ်ပါတယ်ဒီမှာ analometer လေးရှိပါတယ်အဲ့နဲ့အောင်ကျိုးလေးကို ဒီ n ဖက်မှာစိုက်လိုက်မယ်ဒီအနီအောင်ကျူးလေးကိုအပေါင်းဖက်မှာစိုက်လိုက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့မီတာမီတာကို100ကီအမြောက်100စကေးမှာထားရမှာဖြစ်ပါတယ် into 100စကေးမှာထားမယ်ပြီးဒီဒီ button လေးနဲ့ LED မီတီလေးတွေကိုလိုက်ပြီးတော့တိုင်ကျရမှာဖြစ်ပါတယ်ဥပမာတော့ဒီမှာတိုင်ကျမယ် အပေါင်းနှုတ်မှန်တယ်ဆိုရင်မိဒီလေးလေးမှဖြစ်ပါတယ်ဒီတလုံးကောင်းတယ်ဒီတလုံးသိမကောင်းတော့ဘူးလင်းအားမကောင်းတော့ဘူးဒီတလုံးကောင်းတယ်ဒီတလုံးလည်းဒီနှလုံးလည်းကောင်းတယ်ညာနှလုံးနှလုံးပြန်ဆက်ဆက်ထားတာဖြစ်ပါတယ်ကောင်းတယ်ကောင်းတယ် ကောင်းတယ်ကောင်းတယ်အကုံဒီပါကောင်းပါလေမကောင်းတာခုနဒီနားလေးမှာမိမ့်မိမ့်လင်းလင်းနေတဲ့ဟာလေးဖြစ်ပါလေညာဆိုရင်တိတ်ပြီးတော့မကောင်းတော့ဖြစ်ပါလေတဲ့မိမ့်မိမ့်လေးပဲလင်းပါလေဒီနှလုံးကတော့တိတ်ပြီးတော့မကောင်းတော့ဖြစ်ပါလေပြန်ပြောင်းလေးလေးလင်းပါလေဒါဆိုရင်ဒါလည်းကောင်းနေတော့တွေ့ရပါတယ် ဒါတော့ analometer နဲ့ LED မီလုံးလေးတွေကောင်းမကောင်းတိုင်းတာစစ်ဆေးတာဖြစ်ပါတယ်။ဒါဟုတ်ဒီ scale လေးတွေကို 1k လို့ into 1လို့ into 10လို့ k မှာ 1k မှာထားမယ်ဆိုရင်မီလီလေးရပို့ပြီးတော့လင်းပါတယ်။ into 10k မှာထားရင်လည်းမီလီလေးတော်တော်လေးလင်းပါတယ်။အကောင်းဆုံးကတော့ 100k မှာ into 100မှာထားပြီးတော့တိုင်းတာတော့အနေတော်ပဲဖြစ်ပါတယ်။ 1k မှာထားပြီးတော့ into 1k မှာထားပြီးတော့တိုင်းမယ်ဆိုရင်မိရမဲမဲလေးပဲလင်းပါတယ် into တိုင်း k မှာထားရင်မိရတော်တော်လေးမမဲလေးပဲလင်းအောင်တွေ့ရပါတယ်ပြီးတော့မိတာလက်တန်လေးနဲ့တက်သွားတော့တွေ့ရပါတယ် into တိုင်း k မှာထားရင်မိရမဲမဲလေးပဲလင်းတယ်ပြီးမိတာလက်တန်လေးနဲ့တက်သွားတော့တွေ့ရပါတယ်ဒါတော့ အနာလောမီတာနဲ့တိုင်းတာစစ်ဆေးတဲ့နည်းဖြစ်ပါတယ်။ပြီးဒီကဒီဂျစ်တယ်မီတာနဲ့တိုင်းတာစစ်ဆေးပြမှာဖြစ်ပါတယ်။ရောဒီဂျစ်တယ်မီတာစကေးနဲ့တိုင်းမယ်ဆိုရင်ဒီဂျစ်တယ်မီတာစကေးကိုကြာတော့ဟုတ်ဒီဒိုင်ဥစကေးမှာထားပြီးတော့တိုင်းလို့ရပါတယ်။ဒါဆိုရင်ဟုတ်တိုင်းကြည့်မယ်။ခုနကလိုပဲအပေါင်းနှုံးမှန်အောင်တိုင်းမယ်ဆိုရင်အဲ့ဒီဒီမီလုံးလေးတွေအလင်းမှာဖြစ်ပါတယ်။ ဒီဘက်တလုံးကနေစပြီးတော့တိုင်းကြည့်မယ်ဒီမှာပြန်အောင်မိသီးလေးကောင်းတယ်လင်းတယ်ဒီဒီဘက်မိသီးလေးလင်းတယ်ကောင်းတယ်ဒီဘက်မိသီးလေးလည်းလင်းတယ်ကောင်းတယ်ဒီဘက်မိသီးလေးကတော့နည်းနည်းလေးတော့မိတ်နေတယ်ကောင်းတော့ကောင်းနေတယ်ဒီဘက်မိသီးနှလုံးကောင်းတယ်ဒီမိဒီလေးနှလုံးလည်းကောင်းပါတယ်အဲတော့ တော့ digital meter နဲ့တိုင်းမယ်ဆိုလည်းဒီလိုပဲတိုင်းရတာဖြစ်ပါတယ်ဒီကြား LED လေးကိုလည်းတိုင်းပြမှာဖြစ်ပါတယ်ဒီမှာဆိုရင်လေမော်ရောင်အနီရောင်ဒီမှာတော့အနီရောင် LED မီဒီလေးဖြစ်ပါတယ်ဒီမှာမီဒီလေးလင်းအောင်တွေ့ရမှာဖြစ်ပါတယ်နားနှလုံးနှလုံးပြန်ဆက်ထားတာဖြစ်ပါတယ် ကောင်းပါတယ်။ကောင်းတဲ့မိသီးဆိုရင်လင်းမယ်။ဒီတလုံးဆိုရင်မကောင်းတော့ဖြစ်ပါတယ်။ဒီတလုံးကမလင်းတော့ဘူးဒီဆက်တလုံးကလင်းတယ်ဒါပေမဲ့ဒီတလုံးကတော့မကောင်းတော့ဘူး။အဲ့တော့ LED မီလုံးလေးတွေကိုဒီလိုတိုင်းတားချိတဲ့အခါမှာမကောင်းတဲ့အလုံးကတော့လင်းမှာမဟုတ်ဘူး။ကောင်းတဲ့အလုံးကတော့လင်းမှာဖြစ်ပါတယ်။ဒီလုံးဆိုရင်လည်းမကောင်းတော့ဘူး ဒီသလုံးလည်းမကောင်းတော့ဘူးဒီသလုံးလည်းမကောင်းတော့ဖြစ်ပါတယ်မကောင်းတဲ့အလုံးကတော့လင်းတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီနောက် LED အမျိုးအစားတွေကိုတိုင်ကြည့်မယ်ဒီမှာဒီလို LED မီလုံးကတော့မီဒီ300ရောင်နဲ့လာတဲ့မီဒီ LED မီဒီအမျိုးအစားဖြစ်ပါတယ်ဒီမှာဆိုရင်တို့ဒီမှာတိုင်ကြည့်မယ်ဆိုရင်ဒီမှာ တင်ဂေတလေးရှိတယ်ဒီဘက်မှာအပေါင်းဒီဘက်ကအနုတ်ဖြစ်ပါတယ်အဲ့တော့ဒီမှာရေးထားတာတော့ G R B လို့ရေးထားပါတယ် G ကတော့ green အဆင်းရောင်ဖြစ်ပါတယ် R ကတော့ red အနီရောင်ဖြစ်ပြီးတော့ B ကတော့ blue အပြာရောင်ဖြစ်ပါတယ်အဲ့တော့အပေါင်းကိုအပေါင်းဖက်ချမ်းမှာထားလိုက်မယ်ပြီးရင်ဒီအနုတ်ဖက်ချမ်းမှာတိုးခြင်းမယ်မှာကအဆင်းရောင်လေးလင်းတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးရင်အလျားနှစ်ခုကိုတိုင်းခြင်းမယ်အလျားတစ်ခုကတော့ဒီမှာအပေါင်းဖက်ချမ်းထောက်ထားပြီး ဒီမှာအနီအောင်လေးလင်းတော်တွေ့ရမယ်ပြီးအောက်ဆုံးတစ်ခုတိုင်းကြည့်မယ်အဆိုပြာရောင်လေးလင်းတော်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ3ရောင် LED မီဒီလေးတွေကိုလည်းဒီလိုတိုင်းတာစစ်စစ်ကြည့်လို့ရပါတယ်ကောင်းမကောင်းသိနိုင်ပါတယ်ဒီဘက်တစ်လုံးလည်းတိုင်းကြည့်မယ်အစင်းရောင်အနီရောင်ပြာရောင်ကျွန်တော်မီတာပရိုတန်ကိုအပေါင်းနှုတ် မာပြီးတော့တိုင်းမယ်ဆိုရင်တော့လင်းမှာမဟုတ်ပါဘူးဒီမှာမလင်းဘူးမလင်းဘူးမလင်းပါဘူးအဲ့တော့အပေါင်းလုံးမှအောင်တိုင်းတာဆစ်ဆေးပေးမယ်ဆိုရင်ဒီ LED မီဒီလေးတွေကလင်းမှာဖြစ်ပါတယ်အဲ့တော့ဒီလို LED မီဒီလေးတွေကိုပြင်သွားတဲ့အလုံးဖြုတ်ထုတ်ပြီးတော့ကောင်းတဲ့မီဒီလေးတွေနဲ့အစာထိုးပြုပြင်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခါဒီလို ညာတော့ဖြစ်ကားတွေမှာအသုံးပြုတဲ့ဒီအလေးဒီကျိုးလေးတွေအလေးဒီပိုက်ကျိုးလေးတွေရှိပါတယ်ညာတော့လိမ္မော်ရောင်ဖြစ်ပါတယ်ဒီမှာဒါလေးကိုခွာထုတ်ထားတာဖြစ်ပါတယ်ဒီလိုမီးသီးလေးတွေလည်းအစားထိုးပြုပြင်လို့ရပါတယ်ဒါမဲ့တောင်တန်းရုပ်အလုတ်ရှုပ်ခံပြီးတော့ဘယ်သူမှတော့မပြုပြင်ကြပါဘူးဒီဟာလေးတွေဆိုရင်လည်းကောင်းမကောင်းတိုင်းတာစစ်ဆေးလို့ရပါတယ် ဒါနာဒီထဲကနေခွာထုတ်ထားတာဖြစ်ပါတယ်ဒါအောင်လည်းတိုင်းတာစစ်စစ်ပြမှာဖြစ်ပါတယ်ဒီဘက်မှာအပေါင်းလို့တော့ရေးထားပါတယ်ဒီဘက်ခြမ်းအပေါင်းအောက်ဘက်ခြမ်းတော့အနှုတ်လို့ရေးထားပါတယ်ဒါကြောင့်အပေါင်းတော့မသိပဲနဲ့တိုင်းတာကြည့်မယ်မလင်းဘူးမီတာပရိုတန်အနီကိုဘယ်ဘက်မှာထားတာမလင်းဘူးဒါဆိုမီတာပရိုတန်လေးကိုလှည့်ကြည့်မယ်ပြန်ရလှည့်ပြီးတော့ပြန်တိုင်းကြည့်မယ်ဒီမှာဒီမီဒီယာလည်းနှလုံး ပြန်ဆက်တက်ဆင်ထားတော့တွေ့ရပါတယ်မှာမိဒီလေးလင်းတော့တွေ့ရမှာဖြစ်ပါတယ်။ဒါတွေမိဒီလေးလည်းကောင်းနေသေးတော့တွေ့ရတယ်။ပြီးဒီဘက်နှလုံးတိုင်းကျင်းမယ်ဒီဘက်နှလုံးကလည်းကောင်းနေသေးတော့တွေ့ရပါတယ်။ဒါဆိုရင် LED မိဒီလေးတွေကိုဒီလို digital meter နဲ့ရော analog meter နဲ့ရောအခု power supply နဲ့ရောတိုင်းတာစစ်ဆေးလို့ရတယ်ဆိုတာကိုမိတ်ဆွေများအနေနဲ့သိရှိပြီးလောက်ပြီးလို့ယူဆပါတယ်။ တော့ဒီနေ့ကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုအပိကြရမိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့